။တမီးငယ်လေးကဦးမျိုးကြောက်ကပ်ပေးတယ်။ဦးမျိုးတစိမ့်ရှိရယူမယ်ဆိုရင်တောင်မှသူတို့ကလက်မခံဘူး။သူတို့အသက်ရှင်ရရှိရတာလည်းယူလို့မရဘူး။အမှုရှင်မှယူခွင့်မပေးဘူး။အဲ့တော့အဖေခန္ဓာကိုယ်ထဲမှာတစိမ့်တယောက်ရဲ့ကလီသာတခုရှိမနေရဘူးလို့အဲ့လိုလက်ခံတာ။ဦးမျိုးကြောက်ကပ်နေအရွယ်မတူဘူး။ရွယ်မတူတော့သူအခက်အခဲရှိနိုင်တယ်။ဒါပေမဲ့တကယ်တမ်းခွဲလိုက်တဲ့အချိန်မှာသူ့ကြောက်ကပ်ကချီးနေတယ်။မျိုးထင်တာတော့ဦးမျိုးပေးကျင်တဲ့ဆန္ဒများလို့လားမသိဘူးအဲသူ့မှာရှိတဲ့နေအရွယ်တွေချီးနေတယ် အဲ့ကြီးနေတဲ့အရွယ်ကဦးနှုရှိကိုလာထည့်လိုက်တာအတော်ပဲဖြစ်တယ်ဟုတ်အဲ့ဒီကာလမှာလို့လဲတော့မြို့ကဟိုကိုဗစ်ပေါ့နော်ကိုဗစ်ကနေစလိုက်တယ်အဲ့2019ကနေစလိုက်တယ်အဲ့ကိုဗစ်ကိုဗစ်ပြီးတော့နောက်ကျတော့မဖြစ်သွားလဲဆိုတော့ဒါမြို့ကကြောက်ကဆေးရတယ်ကြောက်ကဆေးရတော့တစ်နှစ်ခွဲလောက်ကြောက်ကဆေးနေရတယ်ဈေးနေရတော့ပူးတက်ထားတဲ့ခန်းထဲမှာပဲနေရတယ် ကြောက်ကစီးတယ်ဆိုဥမျိုးပိုက်ကြီးကဖွင့်တာဖွင့်ပြီးတော့ပိုက်ကြီးတန်းလန်းနေသွားရတယ်ဆိုတော့အဲ့တော့အပြင်ကိုသွားရင် infection ဝင်တယ်အဲ့ဒါကြောင့်ဥမျိုးကအိမ်ထဲမှာပဲနေရတယ်အဲ့တော့အဲ့လိုနေတာတစ်နှစ်ခွဲလောက်ကြာအကြာပြီးတဲ့အချိန်မှာသမီးငယ်လေးကဥမျိုးကြောက်ကပြေးသူကြောက်ကပြေးတော့အဲ့ကြောက်ကတည်းစစ်စေးရတာအမျိုးသားတူမတူလဲလို့ရမရစစ်စေးတာ6လလောက်တတ်ကြာအဲ့ဒါပြီးတော့ကြောက်ကလဲပြီးခံစားမှလည်းအပြင်ထွက်လို့မရဘူးဘာလို့လဲဆိုကိုကံအားကြီးချထားချထားတော့ မျိုးရဲ့ကုကံအားခလေးငယ်တယောက်ရဲ့ကုကံအားနဲ့အတူတူပဲအဲ့တော့သူများအဟုတ်လို့ချောင်းဆိုးလိုက်လို့သူများမကူလို့ရှိရင်အမျိုးကကူတယ်ဆိုအဲ့လိုအခြေအနေပဲပြီးတော့မတ်စတာထားရကိုတက်ထားတဲ့အခန်းထဲမှာပဲနောက်ထပ်တစ်နှစ်ခွဲလောက်နေလိုက်ရတယ်အဲ့တော့အားလုံးကကိုဗစ်ဖြစ်တာနဲ့ဆိုလို့ရှိရင် ပေါင်းလိုက်လို့ရှိရင်6နှစ်လောက်ကြာသွားတာပေါ့ခုကဦးစီကတမီးရဲ့ကြောက်ကက်ကနေထားတာပေါ့နေထားဟုတ်တယ်အမျိုးမှတစ်ချမ်းပဲရှိရဲ့အဲ့တစ်ချမ်းတမီးရှိရယူထားတာ ဥမျိုးတခြားပေးမယ်ဆိုတော့တပည့်တွေမိတ်ဆွေတွေပေါ့နော်အအများကြီးရှိပါတယ်စိတ်နေလေနောက်ကြောက်ကပ်ကိုဝယ်လို့လည်းရပါတယ်ဝယ်လို့ရပေမဲ့လေသူကရတဲ့ဟာက အမျိုးအစား6မျိုးစလုံးမတူနိုင်ပါဘူးအဲ့တော့ဥမျိုးကသူတို့ရှိရမလို့ချင်းဥမျိုးဝယ်လိုက်မယ်လို့စိတ်ကူးရဲ့ချင်းသူတို့ကပြောတာတမီးတို့အသက်ရှင်ရရှိရတာ ਨੇ ဒဇင်းရှိရယူရတာမျိုးတမီးတို့လက်မခံဘူးလေအဲ့တော့တမီးနှစ်ယောက်ကသူတို့နှစ်ယောက်ကိုဘယ်သူပေးမလဲဆိုတာဘယ်သူနဲ့တူမလဲဆိုတာ အဲ့မှာစစ်ထားတဲ့အချိန်မှာပေါ့နော်နိုင်ငံသားကိုပို့ပြီးတော့အဲ့ဒီ6မျိုးစလုံးစစ်ထားတဲ့အချိန်မှာသူတို့ကအဓိဋ္ဌာန်တွေဝင်ကြပါတယ်အဲ့ဒိဋ္ဌာန်တွေဝင်ကြတဲ့အချိန်မှာသူတို့နှစ်ယောက်စလုံးနဲ့တူပါတယ်ဒါပေမဲ့တူပေမဲ့အကြီးကကြတော့သမီးအလက်ကကြတော့ကျမ်းမကြီးမကောင်းကျမ်းမကြီးမကောင်းဆိုသူကတာလာဆီမီယပ်စ်ကြီးတယ်ဟုတ်အဲ့တာလာဆီမီယပ်စ်ကြီးတော့အဲ့တာလာဆီမီယပ်စ်နဲ့သူကဟိုမလဲတင်ဘူးပေါ့နော်သူရှေ့မှာမယူတင်အဲ့နဲ့အငယ်လေးကသူကပြီးခွင့်ရသွားတယ် ီးခွင့်ရကတော့တမိအငင်လေးရှိရယူလဲရအဲ့တော့မျိုးတစ်စိမ့်ရှိရယူမယ်ဆိုရင်တောင်မှတို့ကလက်မခံတို့အသက်ရှင်ရှိရတာလည်းယူလို့မရအောင်ဘုသူရှင်မှယူခွင့်မပေးဘူးအဲ့လိုမျိုးခံစားရအဲ့တော့အဖေခန္ဓာကိုယ်ထဲမှာတစ်စိမ့်တယောက်ရဲ့ကလီစာတစ်ခုရှိမနေရဘူးလို့တို့ကယူစားတော့အဲ့လိုလက်ခံတာအခုတမိငယ်လေးကအိမ်တော့ကြာသွားပြီရှိပါလို့တစုံတရာလက်မရေးတဲ့ပက်ကတာကိုတော့တွေ့ရတာတွေ့ရအောင်တောင်းတော့မမီးနာတို့ပြရ ကျမ်းမာနောက်တစ်ခုကကြောက်ကလဲတဲ့အချိန်မှာတမီးကဟိုအကောင်လေးသေးတယ်သူကလူကောင်လေးသေးတော့သူကသူ့ကြောက်ကကိုဆရာဝန်ကြီးကလဲတဲ့အချိန်မှာသူဟိုပါပေါ့အရွယ်မတူလူကြောက်ကလည်းအရွယ်မတူရွယ်မတူတော့သူကအခက်ခဲရှိနိုင်တယ်ဒါပေမဲ့တကယ်တမ်းခွဲလိုက်တဲ့အချိန်မှာသူ့ကြောက်ကကချီးနေတယ်မျိုးထင်တာတော့ဦးမျိုးပေးကျင်တဲ့ဆန္ဒများလို့လားမသိဘူးအဲ့သူ့မှာရှိတဲ့အရွယ်တွေကြီးနေအဲ့ကြီးနေတဲ့အရွယ်ကဦးမျိုးရှိကိုလာတက်လိုက်တာ အတော်ပဲပြင်တယ် ကယ်လို့သေးနေရင်လည်းဖြစ်လို့မရပြန်ဘူးเนาะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်သူကတော့အဲ့လိုပေါ့เนาะသူဆန္ဒပြည့်တဲ့အတွက်လည်းဥမျိုးဂျင်းတ်တလို့ဟိုဥမျိုးအသက်ရှင်ခွင့်ရတဲ့အတွက်လည်းဂျင်းတ်တယ်အဲ့သူအဖေတယောက်အသက်ရှင်ဇီတာကိုသူမြင်နေစေခြင်းတယ်သူမြင်နေခြင်းတာပေါ့เนาะအဲ့တော့အဖေတယောက်ငါ့မှာအဖေတယောက်ရှိသေးတယ်ဆိုတာကလည်းသူ့အတွက်ခွန်အားဖြစ်တယ်လို့ဒါဥမျိုးအတွက်လည်းနောက်ထပ်အမှုပညာတွေအများကြီးကိုသူဖန်တီးစေခြင်းတယ်ဆိုတော့ဆန္ဒသူရှိမှရှိတယ်အဲ့တော့ဥမျိုးကလည်းသူ့ကိုကြည့်ပြီးတဲ့အချိန်မှာလည်း तू อ่ะအိမ်အောင်ပြရတော့မယ် အိမ်တော်ပြုတ်အစင်သင်းဖြစ်နေစင်သင်းဖြစ်နေတဲ့အတွက်ဟိုဦးမျိုးအရင်ပြေးလိုက်တာဒီမို့ဆိုရင်သူကသူခင်မောင်ရဲ့ခွင့်ပြုချက်တည်းလူရမှာအဲ့တော့သူကဦးမျိုးကိုပြေးပြီးတော့မှသူကအိမ်တော်ပြုတ်လိုက်တယ်ပြုတ်လိုက်တော့အခုသူ့အတွက်လည်းစိတ်ချရတာသူ့ရဲ့အိမ်တော်ဘက်ကဆရာဝန်ဖြစ်နေဟုတ်အဲ့တော့သူ့အတွက်ကျမ်းမာယူလည်းစိတ်ချရတယ်အဲ့တော့အနီးကစောင့်ရှောက်မဲ့လူရသွားတာအဲ့ဒီအတွက်လည်းဝန်တာပီတီဖြစ်ရပါတယ်သမီးတွေကိုချစ်တာကတော့အားလုံးတန်းတူအစတွေကငွေကလေးချစ်ပြီးသား 3ယောက်ရှိတာဟိုအငယ်လေးစီရကြောက်တယ်နော်အငယ်ဆုံးစီရဟုတ်ကြည့်ဆိုမတည့်တာကြီးမစားဘူးအမဒူးရင်သီးတို့ဒင်းရင်သီးတို့ကတော့အဲ့ဒါမျိုးတွေရှောင်ရတယ်ပြီးအငန်တွေရှောင်ရတယ်တိတ်ချူတဲ့ဟာတွေရှောင်ရတယ်သူအဲ့လိုဟိုစီဂျူကမျိုးမျိုးရှိတော့လေအဲ့မျိုးမျိုးရှိတဲ့တော်လေးတွေတော့ရှောင်ရတာစီဂျူဖြစ်မှာဆိုလို့နောက်သွေးတူကလည်းချက်ကပ်ပြတ်တတ်တယ်အဲ့အငန်တွေကိုလည်းရှောင်ရတယ်အဆက်တွေလည်းရှောင်ရတာပေါ့အဲ့လိုဟာမျိုးလေးတော့ရှိတယ်ကျန်တာအားလုံးကတော့ကောင်းတယ်တော်တော်ပြီးဖျားတော့မပြားဘူး ျမရင်းနဲ့ပတ်သက်ပြီးအဲ့လိုမျိုးရောရှိမှာပေါ့နော်ရှိတာပေါ့ရှိတာပေါ့ရှိတာပေါ့အဲ့သူတကူဖြစ်လို့ရှိရင်ဒါဥပမာหนีလို့မရစိတ်ပူလာနော်စိတ်ပူလာပေါ့ဟုတ်ခုလက်ရှိကျမရေးဆိုလို့ရှိရင်နော်ဘလိုလေးခံစားနေရတာမျိုးရှိနေပေါ့နော်တော့အဲ့လိုလူရမ်းတိတ်ညားတဲ့ crowded area တွေဆိုရင်တော့မသွားရဘူး။သွားလို့မရဘူး။ဒါပါဆို infection ကူးနိုင်တယ်ဝင်နိုင်တယ်။အဲ့တော့ပိုးသက်ဆီးအပြော့စားလေးကိုညတိုင်းတောက်ရတယ်။တနေ့လုံးတောက်နေရတယ်။ပိုးသက်ဆီးတောက်နေရတယ်။ ပြီးရင် immune ချတဲ့စီတွေနေ့စဉ်တောက်ရတယ်အဲ့တော့ immune ချထားရတယ်အဲ့တော့တာမန်ကုကံအားမဟုတ်ဘူးတာမန်တဲ့နေတဲ့ကုကံအားနဲ့ဖြတ်တန်းနေရတယ်အဲ့တော့အမှုပညာအလုပ်တွေလုပ်ခွင့်ရနေတယ်ဆိုတာကအမျိုးအတွက်ဖျားပေးတဲ့စုပဲအဲ့ဒီအတွက်ပျော်ရွှင်တယ်ပြီးရင်သမီးပေးတဲ့စုပေါ့သမီးလေးကတော့ကိုယ့်အတွက်ကိုခင်ဗျားတို့ဖြစ်တာပေါ့လေဟုတ်တယ်ဟုတ်တယ်သူ့အတွက်လည်းကုသိုလ်တွေအများကြီးရအဲ့အဲ့ဒီအတွက်လည်းပီတိဖြစ်ရတယ်ဘာလို့တာသမီးအရင်ဖြစ်ပေမဲ့ မတူတာတွေအများကြီးရှိတယ်။အရင်ပဲလှူရင်လည်းဒါပေမဲ့သွားဆက်လိုက်လို့မတူဘူး။မတူတဲ့အတွက်လှူဝင်မရတဲ့လူတွေရှိတယ်။နောက်တစ်ခါယုံတယ်မဲ့ဒုတိယယုံတယ်မဲ့ကမျိုးတွေဒါ BL ကပေါ့။ BL ကပေါ့။အဲ့တော့အဲ့ခုနကတော့အခန်းထဲအောင်းနေရတဲ့အချိန်ကာလမှာဥပ္ပုလုံနေတာတခုပဲရှိတယ်။အဲ့ဒါပါလို့စာဖတ်တယ်ရုပ်ရှင်ကြည့်တယ်။အဲ့တော့အဲ့ဒီဖတ်ထားတဲ့စာတွေအဲ့ကြည့်ထားတဲ့ရုပ်ရှင်တွေကကုန်ကျန်းတွေပါအဲ့ကုန်ကျန်းတွေဖြစ်ပြီးတော့အစ်စ်အစမ်းတွေဖတ်လို့အတွက်ဝမ်းစာရသွားတာ